့ဘာကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့တော့ကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်။ lobby တကြက်ကြက်တတိထားဆိုတော့ကျွန်မအရန်တတိထားအမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မမြန်မာဝတ်စုံကြက်ကြက်လေးလေးကျွန်မအရန်ဝတ်တတ်တဲ့သူပေါ့နော်။မြန်မာဝတ်စုံကြက်ကြက်လေးအရန်ဝတ်တာဖြစ်လို့လည်းကျွန်တော်ကြက်ကြက်တတိထားအမယ်။အကယ်၍ဒီထက်ပိုပြီးကြက်သွားမယ်ဆိုရင်လည်းကြက်သေးလေးလည်းပောက်ထွက်သွားနိုင်တယ်လို့အင်းကြီးလည်းပြေသွားနိုင်တယ်ပေါ့နော်။အဲ့ဒါလေးတော့ရှိရပါဘူး။ဘယ်နိုင်ငံရေးအကျဉ်းသားကမှဆော်ကားပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူး။တိုက်ခိုက်ခဲ့တာမရှိဘူး။သို့ပေမဲ့ အကြံဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကြံဖတ်အားပေးလို့ရတယ်ဆောင်ရွက်နေမယ်ဆိုရင်တော့ကျွန်တော်တို့လက်ပိုက်ကြည့်ပြီးတော့ငင်ခံနေမှာမဟုတ်ပါဘူး။အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တာအကြံဖတ်အားပေးတာကိုဂုံယူစရာကြီးဆိုပြီးတော့မဲဆွယ်စည်းရုံးလိုက်တယ်။အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြံဖတ်အားပေးမယ်အင်အားစုတွေပဲဖြစ်နေမယ်။ ဒါလေးတတိပေးရပါအဲ့တော့ကိုလူကိုထိမ်ပါကိုလူကိုမထိမ်မဲနဲ့ဘေးကလူတွေပတ်ပြီးမမဲပါနဲ့ဘေးကလူတွေအထိမ်းချောင်းပေးနေရပါအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့နိုင်ငံရေးလောကနဲ့လူမှုကွန်ရက်ပေါ်မှာလှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့တဲ့ဗီဒီယိုကလစ်နှစ်ခုအကြောင်းကိုကျွန်တော်တို့ဝေမျှဆွေးနွေးသွားပါမယ်ပြီးသူပါတီဥက္ကဋ္ဌဦးကိုကိုကြီးရဲ့မဲဆွယ်စည်းရုံးရေးမိန့်ခွန်းနဲ့အဲ့ဒီအပေါ်စစ်တပ်ထောက်ခံသူတစင်ဦးရဲ့တံပြန်တုတ်ပြန်မှုရုတ်တံတွေပဲဖြစ်ပါတယ် ဟလိုမင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့သတင်းရုပ်သံလေးကိုနားဆင်နေရတာဖြစ်ပါတယ်။လာရှိုးတက်တူပြန်ဖွဲ့မဲ့သတင်းပေါ့နော်။အဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းပေါ့နော်၂ရက်၃ရက်လောက်အတွင်းမှာတော့အဲလာရှိုးမှာပဲတခုခုဖြစ်တော့မှာလို့လို့ နော်ကိုကန်နေပဲချက်ချင်းစစ်ပြင်းစင်နေတယ်လို့လို့ပေါ့နော်ဒါမျိုးတရင်တွေအများကြီးထွက်ခဲ့တယ်အဲဒီကနေ့မှာတော့အဖြေကရှင်းသွားပြီပေါ့နော်အဲမကြခင်ဒါလာမယ့်နိုဝင်ဘာလ24ရက်မှာဒါလာရှိုတက်တူကြီးပဲစတင်ပြီးတော့ပြန်လည်ပြီးတော့ဖွင့်လည်မယ်ဆိုတဲ့တရင်လေးကိုဒီကနေ့အမျှဝေလာကြတာဖြစ်ပါတယ်အဲအဲ့တော့တေချာပေါ့လာရှိုတက်တူကြီးပြန်ဖွင့်မယ်ဆိုတော့ဒီတိုင်းကတော့အစိုးရတရက်ကတော့ဒီတိုင်းကြီးပေါ့နော်နေမြေဒေတာမအေးချမ်းမတည်ငြိမ်ပဲနဲ့အဲဒီတိုင်းတက်တူကြီးတော့ပြန်ဖွင့်မှာမဟုတ်ဘူးအဲကျမတို့ဒီစစ်ပွဲတွေဖြစ်ခဲ့တဲ့ အဲနောက်ချိုးတို့တိဘောတို့ကြောင်ခဲတို့အဲ့ဒီဒေတာတွေမှာတော့မှအကြောင်းနေပြန်ဖွင့်မယ်ဆိုရင်တခြားလေးအနေနီဆိုမိုးရေးတခြားလေးဆောင်ရက်တေးပြီးတော့အဲ့မှာဒါ ဒီအကျောင်းကသမားကြီးထောင်ခဲ့တဲ့မိုင်းနေရှိမရှိဒါလေးတခြားလေးစစ်ဆေးတယ်ပြီးတော့မှစိတ်ချရပြီးတခြားပြီးဆိုမှအကျောင်းနေစတဲ့ညောင်းနေဖွင့်တာတွေပြီးရင်အဲဒီပေါ့နော်ဒီစိတ်ယုံစေကန်နေပြန်လဲဖွင့်လိုက်တာအဲဒါမျိုးတွေဆောင်ရွက်တာပေါ့အဲ့တော့လာရှုံးမှလည်းကိုတက်တူကြီးပြန်ဖွင့်မယ်ဆိုတော့လာရှုံးနဲ့ပတ်သက်ပြီးတော့ဒါတို့လောတို့လောထွက်နေတဲ့တရင်တွေအားလုံးအခြေပြပြသားဖြတ်သွားတာပေါ့နော်အဲ့တော့လာရှုံးမှနေနေတဲ့ဒေသခံတွေအနေနဲ့အေးစစ်စစ်နေထိုင်လို့ရတယ်ဆိုတော့အဲ message တစ်ခုလည်းရလာတဲ့တရင်တို့ပဲဖြစ်ပါတယ်တရင်အပြည့်စုံလေးကိုဖတ်ပြပေးချင်ပါတယ်2025 2026ပညာသင်နှစ် မိတင်နှံများအားလုံးဘာသာတော်အတန်းဆုံးဖွင့်သားမှာဖြစ်တဲ့အပြင်အเจ้าဝင်ခွင့်မှတ်ပုံတင်ခြင်းကိုလည်းနိုဝင်ဘာလ18ရက်နေ့ကစတင်ဆောင်ရွက်ပေးနေပြီဖြစ်ပြီးတော့တဲ့ဘာရှိုးတက်တူပြန်လဲဖွင့်လဲမဲ့ဖွင့်ဝင်အခမ်းအနားကိုလည်းနိုဝင်ဘာလ24ရက်နေ့မှာကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်တဲ့နှစ်အတန်ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ရှမ်းမြောက်ဒေသလာရှိုးမြို့ကိုတမရော်ကပြန်လဲထိန်းချုပ်နိုင်ပြီးနောက်ပညာရေးကျန်းမာရေးအစရှိတဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေကိုဒါအဆင့်လိုက်စီမံချက်တွေဟိုဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါတယ်ဆိုပြီးတော့ဒါသတင်းဓာတ်ပုံလေးတွေနဲ့တင်ဆက်လာကြတာဖြစ်ပါတယ်ဒီနေ့ကတော့ 20ရက်တောင်ရပြီဆိုတော့ဒါကြောင်းဝင်ခွင့်လက်ခံဆောင်ရွက်နေရတာ3ရက်တောင်ရှိသွားပြီပေါ့နော်အဲ့တော့24ရက်နေ့ကျရင်လေဒလာရှိုတက်ကတော်ကြီးဖွင့်နေဖွင့်ပွဲနေ့ပုံရိပ်လေးတွေလည်းကျမတို့သတင်းဓာတ်ပုံလေးရရဲဆိုရင်တော့ကျမတို့ရဲ့ Telegram Channel လေးမှာလည်းတင်ပေးပါမယ်အဲ့တော့လာရှိုနဲ့ပတ်သက်ပြီးတော့ဒုလောဒုလောဖြစ်နေတဲ့သတင်းတွေကတော့အားလုံးဒါဒီဒီသတင်းတစ်ပုဒ်ထဲနေတယ်ပျောက်ပြတ်သွားလောက်ပြီးလို့တော့ထင်ပါတယ်အဲ့နောက်တစ်ခုကကျတော့ဒီမနေ့ကတော့ပေါ့နော်မနေ့ကတော့ကျမဒီ Smoke Pagan ဘက်က အစမှုပကံဘတ်မှာပေါ့နော်ဒီအကြမ်းဖက်သမားတွေတင်မဲ့ရုပ်ရှင်ရောအကြောင်းလေးနဲ့ပတ်သက်ပြီးတော့သတင်းရုပ်သံလေးပြောလိုက်တာပေါ့နော်ပြောလိုက်တော့ခါကျတော့အဲ့မှာဟိုထိုင်းနိုင်ငံမှာအဲထိုင်းနိုင်ငံမှာအလုတ်သွားနေတဲ့လူတွေအလုတ်သမားကတသက်ပေါ့နော်အလုတ်သွားနေရင်းနဲ့မှအလုတ်လုတ်သွားနေရင်းနဲ့မှအဲ့ထိုင်းနိုင်ငံမှာကျုံခံနေတဲ့လူတွေကတသက်အလုတ်သွားတွေကအားလုံးကျွန်မကျုံမဆိုလို့ဘူးနော်ဒါမဲ့ထိုင်းနိုင်ငံမှာနေပြီးတော့ကိုယ့်ရဲ့မွေးရည်ညီကိုသက်စာဖောက်နေတဲ့အကျော်စိတ်တက်တဲ့ကျော်တပေါက်တွေကကျမချန်နေကျမရဲ့တက်တော့အကောင့်မှာကွန်မန့်မှာလာပြီးတောက်လျှောက်ဆေးတယ်အဲဒီဇက်ကားကိုအပြတ်မှာပဲပေါ့ပြီးတော့ ပါလေထိုင်းထိုင်းနိုင်ငံကဟိုအရီက အာနာမထေရထိုင်းရမြန်မာနိုင်ငံထက်တော့ပိုပြီးတော့အာနာသိမ့်သေးရနော်မြန်မာနိုင်ငံထက်တော့အာနာသိမ့်တဲ့အချိန်ကြီးပုံများသေးရအတတိထားအောင်ညံကြီးလည်းပဲတခုထိရှိတယ်အဲညံကြီးတခုထိရှိရတော့ကြောင့်မလို့လုံးနိုင်ငံမှာအချိန်ကြီးအာနာထိမ့်တယ် AC ပဲအဲကျွန်တော်နိုင်ငံကကြတော့ဘာဖြစ်လဲဆိုတော့အချိန်ကြီးရတက်မလို့အာနာထိမ့်တယ်ညံကြီးနေပါတဲ့တွေများတဲ့အတွက်ကြောင့်မလို့ဒါကြီးကိုပုံကန်စရာတခုလို့ထင်မှတ်သွားကြတယ်အရှိတရားကိုလက်မခံနိုင်ကြတော့ဩသူအာနာထိမ့်မှာပေါ့အေးပေါ့ဟိုမှာမဲခိုးပြီးတော့ဟိုမဲပေးတဲ့မဲပေးတဲ့လူကြီးရဲ့လေးပုံတစ်ပုံတော့ကမတမောင်းဖြစ်နေတာဦးမဖြစ်ရှိမဲနဲ့အာနာလူချင်းတွေမှာတော့ဩတက်မလို့အာနာထိမ့်မှာပေါ့ဒီလိုမျိုးလေးအမှန်တိုင်းမမြင်နိုင်ဘူးပေါ့နော်မမြင်နိုင်ဘူး အားတော့နိုင်ကြတဲ့ဘာလို့မနိုင်လို့အနာထိနေပါ냐ဒီလိုလျှောက်ပြောကြတာပေါ့တကယ်တမ်းဟုတ်လားမဟုတ်လားသိချင်ခင်ဗျားတို့တကယ်ပဲမဲမတော်ဘုံဖြစ်ခဲ့တဲ့အကြောင်းမျိုးအဲ့ပါ website တွေမှာတင်ပြထားတော့ပဲပညာတက်တယ်ဆိုလို့ရှိရင်ဝင်ကြည့်လိုက်ပေါ့နော်အဲ့လိုဗျာမြင်နေမယ်အစားပညာတက်တယ်ထင်ကိုယ့်ကိုငါဒီငါဒီဉာဏ်ရည် level အဆင့်တန်းတစ်ခုမှရှိတယ်လူတယောက်တော့ကိုယ့်ကိုတတ်မှတ်ထားတယ်ဆိုရင်ပါကြည့်ကြည့်ပါလေ့လာကြည့်ပါအဲ့ website တွေမှာမဲမတော်ဘုံလေဘယ်လောက်ထိဖြတ်ခဲ့တာလဲဆိုတာလေကိုယ့်ကိုလေ့လာလေ့လာပြီးတော့ကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးလေးနဲ့သူများကိုလိုက်ဆဲနေပါစားဆန်းရင်ဆင်းရင်နဲ့ဆင်းရဲတော့မယ်အစားလေ့လာကြည့်ပါ နော်အဲ့လိုလေးပြောချင်တယ်အဲနောက်တစ်ခါကျ iPhone smooth ပကံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဒီတော့ကျွန်မနဲ့ဒါတရင်အဘေးကိုလာလုပ်တယ်အမျိုးသမီးတူပါဘာအဘေးကိုလာလုပ်လဲဆိုတော့အမားက smooth ပကံမှာတဲ့အဲ့ဒီစကားရှင်တင်မဲ့နေရဦးကျွန်မသိတယ်ပေါ့နော်အဲဒီနေရာဒီနေရာမှာတင်ပါဆိုတော့သူ့ရဲ့ time location လင့်နေတယ်ကျွန်မကိုလာပြတယ်ဩဟုတ်ကဲ့ပေါ့အဲ့တော့ကျွန်မအမားနေတဲ့တရင်အဘေးကိုလုပ်ချင်တယ်ဘာဘာဘေးကိုလုပ်မလဲဆိုကျွန်မကလည်း smooth ပကံလုပ်ရှင်ရုံတင်နေနေကြရင်တဲ့အဲ့ကျွန်မဒါရုပ်ရှင်ရုံကိုလာကြည့်ခဲ့သူတွေပေါ့နော်အဲ့သူမှ team လေးရှိတယ်ပေါ့အဲ့အဲ့ team ကလူကအဲ့မှာ ဒီရုပ်ရှင်လာကြည့်တဲ့သူတွေကိုတို့ record လုပ်ပြီးထားမယ်ပေါ့နော်စီးရင်လေးနဲ့ list လေးလုပ်ပြီးထားမယ်ပေါ့တို့လက်မှတ်ဝဲတဲ့သူတွေကိုလည်းတို့စီမှာ list ကြည့်ရဲအဲစီးရင်လေးကိုတို့ list လေးကိုပေးမယ်ပေါ့ပြီးရင်အဲ့လူတွေထိုင်းနိုင်ငံအဖေနေရာတွေမှာအလုပ်လုပ်နေကြလဲဖဲအဆောင်တွေမှာနေနေလဲဆိုတဲ့ဟာလေးတွေအဲ့ list လေးတွေအဲ့ဟာလေးတွေအဲ့တို့ပေးမယ်ပေါ့နော်အဲ့တို့တော့တစ်ခုပြန်လုပ်ပေးဘာပြန်လုပ်ပေးရမှာလဲလို့ပြောပါလို့ဆိုတော့ရန်ကုန်မှာတဲ့ အဲဒီဒီပေါ့နော် UG အဖွဲ့ဝင်တယောက်ပါဒီဒီ mission လုပ်နေတဲ့ UG အဖွဲ့ဝင်တယောက်တဲ့အဲသူရေးစားပါပေါ့နော်သူကောင်လေးရှိတယ်တဲ့အဲရှိတော့သူကောင်လေးကသူ့ကိုကာမလိန်နေပြီးတော့အခုရန်ကုန်မှာအဲနောက်ထပ်ကောင်မလေးတယောက်နဲ့အတူတူအဲလက်မထပ်ပဲနေနေရလို့တော့သူကပြောတာပေါ့နော်အဲဒီလိုကိုဖမ်းပေးပါပေါ့သူဒီလည်းပဲအဲရခင်တော့ကဒီ PDF တက်ဖို့ဝင်တယောက်ပဲတဲ့ KIC မှာသူတို့တင်တန်းတက်တော့တက်သွားတဲ့ KIC တက်တာတယောက်ပဲတဲ့ KIC မှာတင်တန်းတက်သွားတဲ့ PDF တယောက်ပဲပေါ့နော်အဲသူ့ရဲ့ဓာတ်ပုံလေးလာပြလိမ့်စာလည်းလာဖို့ဒီလိမ့်စာမှာသူနေအဲသူ့ကိုဖမ်းပေးပါဆိုတော့ဟာ okay တာပေါ့ ကျမတော့ဝင်ဝင်ဖြစ်မဲ့အပေးယူမျိုးလေအဲ့တော့ okay ကောင်းပြီညီမလေးသဘောတူတယ်ဆိုတော့အခုတော့ဒါ smooth packet မှာပြမယ်အဲ့ဒီရုပ်ရှင်မှာလာကြည့်မဲ့သူတွေရဲ့ list တွေကျမတို့ပေးမယ်ပြီးအဲ့ list ထဲမှာပါတဲ့သူတွေဘယ်မှာနေလဲဆိုတာကိုသူသိတဲ့လောက်ကျမတို့ပေးမယ်ပေါ့နော်အဲ့ဒါလေးဦးကိုကိုကြီးဤပြတ်သားသောတတိပေးချက်ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးဟာမဲဆွယ်စည်းရုံးရေးပြောကြားစဉ်မှာ lobby များကိုရည်ရွယ်ပြီးပြက်ပြက်တတတတိပေးခဲ့ပါတယ်ပထမအချက်အနေနဲ့ လော်ဘီတွေအနေနဲ့ကိုစားဖို့ကိုလုံနိုင်ငံရေးလုံနေတဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုချင်းချောက်ပြောဆိုတာတွေမလုပ်ဖို့ကိုတိုက်ရိုက်တတိပေးခဲ့တာပါဒုတိယအချက်ကတော့နိုင်ငံရေးလုံလို့ထောင်ထဲမှာအချိန်များစွာနေခဲ့ရတဲ့သူ့ရဲ့အတိတ်ကိုတော့မထောက်ပဲစော်ကားနေသူတွေကိုပါဝေဖန်ခဲ့ပြီးအချုပ်အားဖြင့်လော်ဘီတွေတတိထားဆိုတဲ့စကားလုံးကိုပြပြတတပြောဆိုသွားခဲ့ပါတယ်။တစဉ်ဦးဤစစ်တပ်အားကိုတံပြန်ချင်းချောက်မှု ဦးကိုကိုကြီးရဲ့ဒီရုပ်တံဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သွားခဲ့ပြီးနောက်မှာတော့စစ်တပ်ထောက်ခံသူနဲ့စစ်တပ် lobby ဖြစ်တဲ့သစင်ဦးကနေပြီးပြင်းပြင်းထန်ထန်ပြန်လည်တုတ်ပြန်လာပါတယ်။သူမကဦးကိုကိုကြီးရဲ့ lobby တွေတတိထားဆိုတဲ့စကားလုံးကိုစစ်တပ်အကူနဲ့ထပ်မံချင်းချောက်လိုက်တာဖြစ်ရှုမြင်ပါတယ်။ ဒါအပြင်တစင်ဦးကဒီလိုထောင်ကြဘူးတာကိုဂုံယူပြီးမဲဆွယ်နေသူတွေဟာနောက်တစ်ချိန်မှာတက်မတော်ကိုပြန်လဲပုံကံမဲ့သူအမျိုးအစားဖြစ်တယ်လို့ကောက်ချက်ချပါတယ်။သူမရဲ့ပြောဆိုချက်ထဲမှာဦးကိုကိုကြီးရဲ့လောက်ရက်ကိုလက်ပိုက်ကြည့်နေမှာမဟုတ်ပဲစစ်တပ်ကိုအာကိုပြီးဖမ်းဆီးခိုင်းမဲ့သဘောမျိုးပြောဆိုချက်တွေလည်းရုတ်တန့်နဲ့တကွာပါဝင်လာခဲ့ပါတယ်။ ဒီရုပ်တံဗီဒီယိုတွေကိုမိတ်ဆွေများအနေနဲ့ကိုယ်တိုင်ပြန်လည်ရှာဖွေကြည့်ရှုပြီးအမှန်တကယ်ပြောဆိုထားတဲ့အကြောင်းအရာတွေကိုသိရှိနိုင်ပါတယ်။ယခုဖော်ပြပေးခဲ့တဲ့သတင်းချက်လက်တွေနဲ့ပတ်သက်ပြီးအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ။လေ့ရမယ်။အဲ့ဟာလေးရရင်လေအဲကျွန်မယူမယ်ပြီးရင်အတူဖမ်းစီခြင်းနဲ့အတူတူရရှိစားဟောင်းပေါ့နော်။အဲအဲ့လိုလည်းကျွန်မတို့ဒါအမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်ပါမယ်။အတောင်ရှိသူတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားမယ်ပေါ့နော်။အဲဒါလေးရှိတယ်။ အဲ့တော့နောက်ထပ်အကြောင်းအရာလေးတစ်ခုကဘာလဲဆိုတော့ lobby တစ်ချက်ချက်တတိထားဆိုတဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့ lobby တစ်ချက်ချက်တတိထားဆိုတော့ကျမအရန်တတိထားအမယ်ဘာဖြစ်လို့လဲဆိုတော့ကျမမြန်မာဝတ်ဆောင်ချက်ချက်လေးလေးကျမအရန်ဝတ်တတ်တဲ့သူပေါ့နော်မြန်မာဝတ်ဆောင်ချက်ချက်လေးအရန်ဝတ်တာဖြစ်တဲ့ကြောင့်ကျမချက်ချက်တတိထားအမယ်အကယ်ဖြင့်ဒီထက်ပိုပြီးချက်သွားမယ်ဆိုရင်လေချက်သေးလေးလည်းပောက်ထွက်သွားနိုင်တယ်လို့အင်ကြီးလည်းပြဲသွားနိုင်တယ်ပေါ့နော်အားလေးတော့ရှိရပါပေါ့ဆိုတော့ကျမတို့ဒီနေ့ပြောချင်တာကဘာလဲဆိုတော့နိုင်ငံရေးသမားတွေလားတော်လိုင်းရေးသမားတွေလားနော်နာမည်ရွေးကောက်ပွဲမှာဝင်ရောက်ရှေ့ပြိုင်တာဒီ နိုင်ငံတော်တည်ငြိမ်အေးချမ်းတဲ့အရေးတစ်ခုရအောင်ဝင်ရောက်ရှင်ပြိုင်တာလားဒါမှမဟုတ်နိုင်ငံတော်စုပူပုံကံပြီးတော့အကြက်ခအားပေးလို့ထောင်ချခဲ့တာကိုဂုံယူကြတခုလို့သဘောထားသတ်မှတ်ပြီးတော့မဲဆွယ်နေတာကိုတော်လိုင်းအင်အားစုတွေစုစည်းဖို့ကြံစည်နေတာကိုနိုင်ငံရေးလုပ်တယ်လို့ထင်ကြရလားအဲဒါလေးစဉ်းစားဖို့လိုရပေါ့နော်အဲကျွန်တော်တို့ကဘယ်နိုင်ငံရေးအကျဉ်းသားဝင်မှာအစောကပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူးတိုက်ခတ်ခဲ့တာမရှိဘူးသို့ပေမဲ့အကျံဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကျံဖတ်အားပေးလို့ရတဲ့ဆောင်ရွက်နေမယ်ဆိုရင်တော့ကျမတို့လက်ပိုက်ကြည့်ပြီးတော့ညှဉ်းခံနေမှာမဟုတ်ပါဘူး။အဲ့ဒါတော့အခုမှလည်းမဟုတ်ပါဘူး။ကျမတို့2021ဒီဇင်ဘာ ထင်ပါတယ်เนาะသူ silent strike ပေါ့เนาะအဲဒီဒီပေါ့အဲ့ဒါတွေလုတ်တဲ့ကြဲရမှာကျွန်တော်တို့ online မှာဒီအကြဖတ်အပိတ်တွေကိုနိုင်ငံဝန်နဲ့ထမ်းပြီးတော့တိုက်ဖြတ်နေတာအခုလို့ဆိုရင်ကျွန်တော်တို့၃နှစ်ကျော်၄နှစ်ထဲတောင်ရောက်လာပါပြီပေါ့เนาะ ဒါလေးရှိရကျွန်တော်တို့ကဒီလက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ်ကိုယ်စားလှယ်တယောက်ချင်းစီတောင်ကျွန်တော်တို့ respect ထားပါတယ်။ဘာကြောင့်လဲဆိုရင်ဒါနိုင်ငံတော်ကတပုံမှန်အခြေအနေမှာကျင်းပတဲ့ရွေးကောက်ပွဲမျိုးမဟုတ်ဘဲနဲ့ဘဝမဟုတ်တဲ့အခြေအနေအတက်တဲတွေအတိုက်ခိုက်တွေဝင်ရောက်မှုတွေဂျားကနေကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုချင်းချင်းမွေဂျားကနေဝင်ရောက်ရှင်ပြိုင်ကြတဲ့ကိုယ်စားလှယ်တယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ respect ထားပါတယ်။ပါတီတွေအားလုံးကိုလည်းကျွန်တော်တို့တူညီတဲ့ respect တွေထားရှိပါတယ်။သို့ပေမဲ့တခုရှိတာဒီကနိုင်ငံရေးလုံမှာလားတော်နိုင်ငံရေးလုံမှာလား ပြည်သူတွေကတို့ရဲ့ဒီကနေ့ဆိုကျွန်မရေခွေးတော့တာပို့ပြီးတည်တာပါတယ်နော်ပြည်သူတွေကဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တို့တွေဘာကြီးမျှော်လင့်လဲလို့မိလိုက်တဲ့အခါတိုင်းအခါတိုင်းမှာအဲဒီညီအစ်ကျန်တဲ့ဘဝလေးကိုလိုချင်နေတည်တည်ငြိမ်ငြိမ်အေးဆန်းလေးနေထိုင်စားတော့ချင်နေနော်ကိုလိုစားလေးကိုအေးချမ်းလေးရှာစားချင်နေဆိုတဲ့ပြည်သူတွေအများကြီးပဲချုံမွေးပြောရရင်တို့ဒီညီအေးဆန်းတဲ့ဘဝလေးကိုပဲတို့လိုချင်တာနိုင်ငံတော်တော်လန်ပုံကံပြီးစုပူထားကြမဲ့သူတွေကိုတို့မလိုချင်တော့ဘူးနိုင်ငံတော်အတော်လန်ပုံကံပြီးစုပူထားကြတဲ့သူတွေကိုတို့လိုချင်မှတော့တို့ဘယ်မဲပေးမလဲဟုတ်တယ်မလားတို့ဘယ်မဲပေးမလဲအဲ့တော့ဟိုမဲပြည်သူတွေကမဲကိုယူပြီးတော့ပြည်သူတွေကမဲကိုလက်ခံကြမဲ့ သူတွေကိုယ်စားလောင်းနေအနေနဲ့ရလဲဆူဆူပူပူလောက်တာကြီးကိုဂုံးကြာကြီးလို့ပြောပြီးတော့မဲဆွယ်စည်းရုံးနေရကြီးကိုကိုမှန်လားမှန်လားကိုယ့်အောင်ပြန်တွေးပါကိုလူကိုထိန်းပါနော်အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တာအကြပ်အားပြီးတာကိုဂုံယူစရာကြီးဆိုပြီးတော့မဲဆက်စည်းရုံးလိုက်တယ်အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြပ်အားပြီးမဲ့အင်အားစုတွေပဲဖြစ်နေမယ်ဒါလေးတတိပေးရပါအဲ့တော့ကိုလူကိုထိန်ပါကိုလူကိုမထိန်မင်းနဲ့ဘေးကလူတွေပတ်ပြီးမမဲပါနဲ့ဘေးကလူတွေအထင်းချောင်းပေးနေရပါကျမတို့ပြည်သူတွေကိုစားကျမတို့ထိန်ချောင်းပေးနေရပါ ဆိုတော့ဗီဒီယိုတွေကိုတကယ်အမှန်တကယ်အေးချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်စေခြင်းနဲ့စိတ်စီတနာနဲ့ကျွန်တော်တို့ကထင်ကြောင်းပေးနေတာဖြစ်ပါလေဒါလေးသိထားဖို့လိုပါတယ်နောက်တစ်ခုကကျတော့လीအဲခင်ဗျားတို့အခေါ်ပေါ့နော်အတက်မတော်အစိုးရကိုအမြင်မကြည့်ဘူးတက်မတော်ကိုအမြင်မကြည့်ဘူးဆိုတဲ့လူလေးတွေနော်အဲ့တော့နိုင်ငံတိုင်းနိုင်ငံသားမှာတက်မတော်ရှိပါတယ်တက်မတော်မရှိတဲ့နေရာတွေမှာသွားနေပါတက်မတော်မလူလိုက်တက်မတော်မရှိတဲ့တက်မတော်တွေမရှိတဲ့နိုင်ငံတွေမှာခင်ဗျားတို့သွားနေပါအဲ့ဒီနိုင်ငံတွေကအချင်းပါလေရေကောက်ပွဲကိုခင်ဗျားတို့သွားပြန်ကြပါနောက်တက်မတော်ကိုစန့်ကျင်တာကိုဂုံယူကြတခုလို့သတ်မှတ်ထားရင်တော့လက်ရှိတက်မတော်အဲလက်ရှိတက်မတော်ရှိနေတဲ့နိုင်ငံတော်မှာခင်ဗျားတို့မနေကြတာပိုကောင်းပါလား เนาะအဲ့အရာလေးလည်းလာပြောတာပါပြီးတော့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့တက်မတော်ကနိုင်ငံတော်ရဲ့အာဏာကိုအရန်လိုချင်တက်မတ်မောင်းနေလို့ထင်ခဲ့တာမဟုတ်ဘူးအကယ်၍မဲမတ်တပါမှုတာမရှိခဲ့ဘူးဆိုရင်အပြင်အဲ့မဲမတ်တပါမှုတွေကိုဒါကောင်းကောင်းမွန်မွန်ဖြေရှင်းပေးခဲ့မယ်ဆိုရင်ဒီလိုတွေအာဏာထိန်းစရာအကြောင်းလည်းဖြစ်မလာနိုင်ဘူးမရှိဘူးเนาะကျမအရင်ကလည်းပြောပါတယ်เนาะတို့2020တခုနှစ် sorry တို့2020မှာတို့ရွေးကောက်ပွဲလည်းအရင်ကြီးစိတ်ဝင်စားဘူးတို့ဘာလုပ်နေလဲဆိုတော့အဲ့မှာမာရဝိစီကဖရားကြီးတဲဖို့စခြင်းကြောက်ကြီးကိုစီမင်းကုန်စိတ်ကန်းကနေပြီးတော့တို့လှေအစစ်စစ်လက်အစစ်စစ်နဲ့တဲဖို့ဓာကြီးပဲတို့အလုပ်ရှုပ်နေကြတာ နော်ဒါကြီးပဲအလုပ်ရှုပ်ပြီးတော့တော့ရှောက်ပဲပြီးတော့မှအမမဲမတမမှုတွေဖြစ်တယ်။နော်မဲပေးတဲ့ဥယေရဲ့လေးပုံမှုတပုံမဲမတမမှုဖြစ်တယ်။ဒါမျိုးဖြစ်ရှင်းပြပါဆိုပြီးအချင်းချင်းအချင်းချင်းတိုက်တွန်းခဲ့ပြီးတော့အာနာမထင်းချင်လို့ကိုပဲအချင်းချင်းတိုက်တွန်းခဲ့တယ်။နောက်ဆုံးမင်းရအောင်။အဲ့တော့မလဲတော့မချောင်းတာနဲ့သူခင်ဗျာဝင်ထင်းလိုက်ရအောင်။နော်တို့ရောမတို့စစ်စီရေးတို့ရဲ့နိုင်ငံတော်ရဲ့လေးထုရေးထုမြေထုကိုကာကွယ်ပေးဖို့လားတို့ဘာလို့အချိန်ကမလောက်ခအောင်မအားလက်တဲ့ခြားနိုင်ငံတော်အာဏာမလွှဲတော်မချောင်းတော့တို့ဝင်ထင်းသွားရတယ်အဲ့တော့နောက်တစ်ခုရှိရဘာလဲဆိုတော့လက်ရှိနိုင်လက်ရှိရွေးကောက်ပွဲကိုတက်မတော်ရဲ့ထွက်ပေါက်လို့ပြောတယ်တကယ်တော့တက်မတော်ထွက်ပေါက်မလို့ဘူးနော် တက်ရော်ဆိုတဲ့အဖွဲ့စည်းကထွက်ပေါက်လို့တဲ့အဖွဲ့စည်းမဟုတ်ဘူးတက်ရော်မှာနိုင်ငံရေးထွက်ပေါက်ရှိစရာမလိုနိုင်ငံရေးထွက်ပေါက်လည်းမလိုအပ်ဘူးကျွန်မတို့နိုင်ငံသားတယောက်ကမေးပါသေးရဲ့ဘယ်နိုင်ငံလဲဆိုတော့ကျွန်မထပ်မပြောတော့ပါဘူးရေကောက်ပွဲလုံးမှာပေါ့တဲ့အဲ့ဒီရေကောက်ပွဲကအဲ့ဒါတက်ရော်အစိုးရရဲ့နိုင်ငံရေးထွက်ပေါက်ပဲဟော no ဒီအစိုးရနိုင်ငံရေးထွက်ပေါက်လို့တဲ့အစိုးရမဟုတ်ဘူးကျွန်မချက်ချင်းဖြေခဲ့တယ်အဲ့အချိန်တော့အဲ့အချိန်တော့ကျွန်မချက်ချင်းဖြေခဲ့တယ်အဲ့တော့အဲအကြောင်းလေးကိုလည်းကျွန်မရဲ့အသိမိတ်ရှိလို့ကျွန်မပြန်ပြောပြရတယ်။နော်နိုင်ငံနိုင်ငံထွက်ပေါက်လို့ရတဲ့အစိုးရမျိုးမဟုတ်ဘူး။တက်မလို့ဆိုတာလေ။တက်မလို့နိုင်ငံရေးအာဏာကိုလည်းလိုချင်တက်မှတ်မောနေတဲ့အဖွဲ့အစည်းမျိုးမဟုတ်ဘူး။ရေကောက်ပွဲတွေလုံးမ အာနာရမပါတီတွေကအစိုးရတရားဖွဲ့ပြီးအုပ်ချုပ်နိုင်တာ၅နှစ်ပဲရှိတယ်။ကျမတို့တက်မတော်ဆိုတာက standard army နော် standard army သူ့မှာ standard တစ်ခုရှိတယ်။သူ့မှာနိုင်ငံရေးအာဏာနိုင်ငံရေး power သူ့မှာ standard တစ်ခုရှိတယ်။အဲ့တော့သူကနိုင်ငံရေးအာဏာကိုထိုးပြီးတော့လိုအပ်နေစရာဘာကြောင့်မှမရှိဘူး။အဲကျွန်တော်ကလာလိုချင်ကျွန်တော်တို့ပြည်သူတွေပြည်သားတွေလက်မှတ်တွေထိုးပြီးတော့တက်မတော်ကြီးရဲ့ရော့ပါအောင်နောက်ည20လောက်အုပ်ချုပ်ပေးပါအောင်ည30လောက်အုပ်ချုပ်ပေးပါအောင်ဆိုပြီးတော့သွားထိုးပေးကြီးကအာလှုပ်ရှုပ်တယ်ကျွန်တော်ဒီမှာကျွန်တော်ရဲ့နိုင်ငံရဲ့မှာရေတို့မြေတို့လေတို့တွေကိုကျွန်တော်ကာဝန်နေရတဲ့အလုပ်နေတာမအောင်ခင်ဗျနိုင်ငံတော်အုပ်ချုပ်အောင်မှာကျွန်တော်စိတ်ဝင်စားအောင်ဆိုပြီးတော့ပြန်ပေးမယ်လူမျိုး ဲ့ဒါကြောင့်လည်းအခုရွေးကောက်ပွဲချင်းပါတာပေါ့တို့တို့ဒါတကယ်လို့ချင်းနေခင်ဗျားတို့တခါတည်းကြောက်လာမကောင်းတော့တခါတည်းတိတ်သွားမှာပေါ့တက်မတော်ဒါတကယ်အာနာငငတ်တက်လို့ချင်းနေရဆိုရင်တခါတည်းအာနာတိတ်သွားမှာပေါ့အခုတက်မတော်ဆိုတာငငတော်အာနာလို့ချင်းနေရတက်မတော်မျိုးမဟုတ်ဘူးအာနာငန်းဖန်းနေရတက်မတော်မျိုးမဟုတ်ဘူးဒါလေးတည်ထားဖို့လိုပါတယ်အဲအဲ့တော့ဒီနေ့တင်ရတော့ဒီမှာဒီလောက်ပြီးပါပဲနောက်ရက်တင်ပါလေဒါထူးခြားတဲ့တဲ့နေပြီးတော့ပြည်သူတွေတိတိတိထားတဲ့တဲ့ကြောင်းအားလေးတွေကိုထပ်ပြီးတော့ယူဆောင်ခဲ့ပါအောင်မယ်ကျွန်မတစင်ဦးပါရှင်